ထိုင်းစာဖတ်တတ်ပြီးထိုင်းစကားမပြောတတ်တဲ့လူတွေအတွက်အထူးတင်တဲ့ထိုင်းစကားပြောတည်တဲ့လာပါပြီခင်ဗျာအကယ်၍တင်ကတည်းထိုင်းစာကိုတော့ဖတ်တတ်ပြီးပေါ့နော်ခုနစကနေ၈၀ရာခန့်တော့တီဖတ်တတ်ပြီးတပေမဲ့တီထိုင်းစကားပြောတဲ့အချိန်မှာကိုကိုအားမရဘူးဖြစ်နေတယ်နော်ထိုင်းစကားပြောတဲ့အချိန်မှာအရှိန်နဲ့အနောက်ပြောင်းပြန်နေဖြစ်နေတယ်သူများပြောတဲ့အချိန်မှာနားလေတယ်နော်မှန်အောင်ပြန်မပြောနိုင်ဘူးဒါမှမဟုတ်ထိုင်းစကားလေးလာတဲ့အချိန်မှာကိုကိုတိုးတက်တယ်လို့မခံစားရဘူးပေါ့နော်မှန်အောင်ဘယ်လိုပြောရမလဲဆိုတာမသိဘူး တမမဟုတ်ပပင်းပါစနစ်တကြလေးလေးလာမှမတိဘူးဆိုတဲ့တီ ပြဿနာတွေအားလုံးအတွက်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီထိုက်စကားပြောတီးတန့်ကဖြည့်ရှင်းပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီထိုက်စကားပြောတီးတန့်ကကြာချိန်က3လကနေ4လကြာမြင့်မှာဖြစ်ပါတယ်နော်အကေရွေးကိုက ready ဖြစ်တယ်ဆိုရင်တီတင်တန်းနဲ့ join လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီတင်တန်းမှာပါတွေ4လမှာလဲဆိုတော့ကျွန်တော်တို့ဒီထိုက်စကားကိုလုံးဝပါမှမတက်တဲ့အနေအထားကနေစပြီးတော့တင်ပေးမှာဖြစ်ပါတယ်နော်ဒီထိုက်စကားနဲ့ပတ်သက်ပြီးတော့ပါမှရထားစရာမလိုပါဘူးဟုတ်ပြီနော်ကျွန်တော်တို့ဒီထိုက်စကားလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ ၅ចောင်းចែង၅ចောင်းပဲရမယ်เนาะ10ចောင်းပဲចែង10ចောင်းပဲရမယ်အဲ့ဟာကအလုံးမဖြစ်ဘူးပေါ့เนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီထိုင်းစကားပြောတဲ့ချိန်မှာကိုလိုအပ်တယ်လို့ဆွဲပြီးတော့တုံတက်ဖို့မှန်အောင်ပြောတတ်ဖို့ဆိုတာကအရန်အရန်ကိုအရေးကြီးတာဖြစ်ပါတယ်เนาะဒါကြောင့်တည်တင်တန်းမှာကျွန်တော်တို့ဒီဟာဒီအားလုံးကိုတင်ပေးမှာဖြစ်ပါတယ်เนาะဒီ3လကနေ4လပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီထိုင်းစာကြောင်းအတူကနေလုံးဝအရှိကြီးတဲ့အထီးပေါ့เนาะကိုလိုတယ်လို့စာကြောင်းလေးတွေတိဆောက်တတ်သွားမှာဖြစ်ပါတယ်เนาะစကဆက်လေးတွေလည်းကောင်းကောင်းလေးတုံတက်သွားမှာဖြစ်ပါတယ် ယ်ဟုတ်ပြီနော်ဒီစ조사ဖို့ပဲလိုအပ်ပါတယ်ထိုင်းစကားကခက်လာဆိုတော့မခက်ဘူးပေါ့နော်အကုန်လုံးသူရဲ့ပုံစံလေးတွေရှိတယ်နော်ကျွန်တော်တို့ဒီပုံတွေချက်ပြီးတော့ပုံတွေပြောရမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်ဒီလိုပြောချင်ရင်စာကြောင်းကဘယ်လိုလေးတွေတည်ဆောက်ပြီးတော့ပြောလို့ရလဲဆိုတာကိုအကုန်လုံးရှိပါတယ်ဟုတ်ပြီနော်ဒီတင်တန်းမှာကျွန်တော်တို့ဒီ site ထိုင်းစကားပြောကစာကြောင်းတည်ဆောက်ပုံ subject verb object အဲ့ဒီဟာပဲတင်ပေးမှာမဟုတ်ဘူးပေါ့နော်လိုအပ်တာဒီအားလုံးကိုဒီ3လကနေ4လအတွင်းကျွန်တော်တို့ရအောင်တင်ပေးမှာဖြစ်ပါတယ်နော်စနစ်တကျလေးတေချာလေးပြင်ပေးတဲ့အတွက်ဒီ B ြီးသွားပြီဆိုရင်အများကြီးတိုးတက်လာမယ်ဆိုတာကျွန်တော်တို့အာမခံပါတယ်နော်ဒီဥပဒေတွေအားလုံးပေါ့နော်ဘလိုလေးတွေပြောလို့ရလဲဘလိုလေးတွေအရှက်အနှောင့်ညိအောင်စာကြောင်းလေးတွေတိဆောက်လို့ရလဲဆိုတာကိုကျွန်တော်တို့တေချာလေးအချိန်ပေးပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒါကြောင့်ပြီးသွားပြီဆိုရင်လုံးဝစာကြောင်းအရှိကြီးတဲ့အထီးပေါ့နော်ကိုကိုယုံကြည်ချက်အပြည့်အဝနဲ့မှန်မှန်ကန်ကန်ပြောတတ်သွားမယ်ဆိုတာကိုကျွန်တော်တို့အာမခံပါတယ်ဟုတ်ပြီနော်အဲ့တော့ဆက်ကြည့်ရအောင်နော်ဒီဟာကအရင်အရေးကြီးတယ်တေချာလေးနားထောင်ပါနော်ဒီထိုင်းစကားတီးတန်ကလူတိုင်းတက်လို့ရလားဆို ရင်မရပါဘူးဟုတ်ပြီနော်ဒီတင်တန်းကဘသူတွေအတွက်ပြင်ဆင်ထားတာလဲဆိုတော့ဒီထိုက်စာကို90ကနေ80ရာခိုင်နှုန်းလောက်အထိဖတ်တတ်တယ်ဆိုတဲ့ကြောင်းသားတွေအတွက်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်ပေါ့နော်ပါလို့လဲဆိုတာကိုကျွန်တော်ရှင်းပြမယ်နော်ပါလို့လဲဆိုတော့ဒီတင်တန်းမှာကျွန်တော်တို့ကဒီထိုက်စကားအတန်ထွက်တွေကိုကျွန်တော်တို့ထိုက်လို့ရေးပေးမှာဖြစ်ပါတယ်ပေါ့နော်ပါလို့လဲကျွန်တော်တို့ဒီအတန်ထွက်တွေကိုမြန်မာလို့ရေးရင်တရားရခိုင်နှုန်းဘလို့မှပြီအောင်တရားရခိုင်နှုန်းတူအောင်ရေးလို့မရဘူးဥပမာအဖြစ်သမင်းစားတယ်ဆိုတာကိုကျွန်တော်တို့ထိုက်လို့กินข้าว ဒီกินข้าวဆိုတဲ့စကားလုံးကိုကျွန်တော်တို့ထိုင်းလိုရေးပေးมาဖြစ်တဲ့အတွက်ထိုင်းစာကို90ကနေ80ရာခိုင်နှုန်းလောက်ရထားပြီဆိုမှပဲတည်တင်တန်းကိုတက်လို့အဆင်ပြေมาဖြစ်ပါတယ်เนาะအကဲကွာဒီထိုင်းစာကိုလုံးဝမရဘူးဆိုရင်အတန်ထွက်ကိုတီးတန့်ရင်မှတ်နေရတော့မှာเนาะအဲ့တော့ကိုကိုပဲနည်းနည်းတုတ်ခါရောက်มาပေါ့เนาะဒါကြောင့်တည်တင်တန်းကထိုင်းစာကိုအနည်းနဲ့အများရတယ်ဆိုတဲ့လူတွေအတွက်ကပို့ပြီးมาအဆင်ပြေมาဖြစ်ပါတယ်ဟုတ်ပြီเนาะအကဲကွာဒီထိုင်းစာကိုလုံးဝမရဘူးဆိုရင်တော့ဒီနောက်နှစ်တွေမှာတော့ကျွန်တော်ဒီတီးတန့်လုတ်ပေးဖို့စီစဉ်ထားပါတယ်ပေါ့เนาะအခုတော့မရှိသေးပါဘူးဟုတ်ပြီ နော်တည်တင်တန်းကဒီထိုင်းစာကို90ကနေ80ခန်းလောက်ရထားတယ်ဆိုရင်တော့တက်လို့အဆင်ပြေတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကြည့်ရအောင်တည်တင်တန်းကအချိန်ကဒီ3ကနေ4လကြာမှာဖြစ်ပါတယ်ပေါ့နော်လုံးဝတေချာလေးပြင်ဆင်ထားတာဖြစ်တဲ့အတွက်တေချာလေးရုံလုံမယ်ဆိုရင်မရစရာအကြောင်းမရှိပါဘူးဟုတ်ပြီနော်ပြီးတော့တည်တင်ခန်းစာတွေကလည်းခတိုင်းလိုပဲပေါ့နော်တရက်ကိုတပုံလုံးနဲ့4လမှာဖြစ်ပါတယ်တပတ်ကို9ရက်4လမှာဖြစ်ပါတယ်ပေါ့နော်တရက်တပုံလုံးနဲ့တင်ပေးမယ်ပြီးတော့ဒီတင်ခန်းစာအတိုင်းမှာအိမ်စာရှိပါမယ်နော်အဲ့လိုမျိုးပြစ်ထားတာမျိုးမဟုတ်ဘူး တင်ခန်းစာတွေကို Facebook နဲ့ Telegram မှာတင်ပေးမယ်။တင်ခန်းစာတပုတ်ချင်းစီမှာအင်စာရှိပါမယ်နော်။ပြီးတော့အင်စာကိုတယောက်ချင်းစီဒီအတန်ထွက်လေးတွေကိုစာစစ်တဲ့ဆရာဆရာမကနေတယောက်ချင်းစီကိုစစ်ပေးမှာဖြစ်ပါတယ်။အင်စာစစ်တဲ့ဆရာဆရာမကလည်းလုံးဝကျွန်တော်တို့ဒီဝါရင်အတွေ့အကြုံရှိတဲ့ဆရာဆရာမတွေကိုခန့်ထားတာဖြစ်တဲ့အတွက်ကိုအတန်ထွက်ကိုတေချာလေးစစ်ပေးမယ်ဆိုတာကိုယုံကြည်လို့ရတယ်ပေါ့နော်။ပြီးတော့ဒါပြင်အင်စာပို့တဲ့ပြင်ကိုတိချင်တာလေးတွေမရှင်းတာလေးတွေရှိတယ်ဆိုရင်လည်းတခါတည်းမေးလို့ရအောင်ကျွန်တော်တို့ခွင့်ပြုထားတာဖြစ်တဲ့အတွက်အရန်ကောင်းတဲ့ အခွင့်ရေးပါเนาะပြီးတော့ဒီចောင်းသားတွေလေးလာရတာအဆင်ပြေအောင်လည်းဒီကျွန်တော်တို့ဒီ PDF ဖိုင်လည်းပေးมาဖြစ်တဲ့အတွက်ကိုကဒီ PDF ဖိုင်ကိုတောင်းလို့ဆွဲပြီးတော့ကြည့်လို့လည်းရတယ်เนาะမိတူဆိုင်မိတူဆိုင်မှာတွားပြီးတော့ print ထုတ်ပြီးတော့ကြည့်လို့လည်းရတယ်ဟုတ်ပြီเนาะပြီးတော့နောက်တစ်ခုအရေးကြီးတာကကျွန်တော်တို့စတင်လာတာက3လနှစ်ရှိပြီဆိုတော့ចောင်းသားတွေရဲ့အားနည်းချက်တွေကိုတည်တယ်ပေါ့เนาะကျွန်တော်တို့အများအားဖြင့်စလေးလာရင်နှစ်ပတ်သုံးပတ်ပဲခံတယ်ဟုတ်ပြီเนาะပြီးရင်ဒီစိတ်သက်ကြတာတို့စမလို့ချင်တော့တာတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ဒီဟာကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့ဒီနှစ်ပတ်တစ်ခါ ကျွန်တော်ကိုတိုင်း zoom လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်ဒီ zoom မှာစာလေးတွေတေးချလေးပြန်နှွေးပေးမယ်နော်ပြီးတော့တည်တည်နှန်းသားတွေအခက်ခဲတွေ့နေရတဲ့အရာလေးတွေနော်မရှင်းတဲ့အရာလေးတွေကိုကျွန်တော်ကိုတိုင်းရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ3လကနေ4လအထိကျွန်တော်တို့ပြီးအောင်ဆွဲခေါ်သွားမှာကကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ចောင်းသားရဲ့တာဝန်ကပါလေနေ့တိုင်းစာလုံးမယ်နော်အိမ်စာပို့မယ်မတိတာမရှင်းတာနားမနေတာရှင်းမေးမယ်ဟုတ်ပြီနော်ပြီးတော့ဒီနံပါတ်တစ်ခါလုတ်ပေးတဲ့ zoom ကိုလည်းပြီးဖြစ်နိုင်ရင်အချိန်ပေးပြီးတော့ join မယ်ပေါ့နော်ဒီလောက်လုံးရင်3လကနေ4လပြီးပြီဆိုရင်မတိုးတက်စရာ အကြောင်းမရှိပါဘူးပေါ့နော်အဲ့တော့ဒီနေရာမှာတချို့ကလည်းမေးပါလိမ့်မယ်ဆရာဒီ3လကနေ4လပြင်ထိုင်း စကားကိုတရားရခိုင်တော့ပြောတတ်သွားမှာလားပေါ့နော်ဒီထိုင်းစာကတော့ကျွန်တော်တို့၃လလောက်တင်ပြီးတာနဲ့တရားရခိုင်တော့ဖတ်တတ်သွားမယ်ဆိုတာကိုပြောလို့ရပေမဲ့ထိုင်းစကားက၃လကနေ၄လကထိုင်းတရားလိုမျိုးတရားရခိုင်တော့ရမရဆိုတာကဒီចောင်းသားပေါ်လဲအယံမူတည်တယ်လို့အချိန်လဲအယံစကားပြောပါတယ်ပေါ့နော်ကျွန်တော်တို့ဒီထိုင်းစကားပြောတတ်ဖို့ဆိုတာကစကလုံးလေးတွေအများကြီးကြက်ရမှာဟုတ်ပြီနော်ဒါပေမဲ့တေချာတာက၃လကနေ၄လပြီးပြီဆိုရင်တော့ဒီအနေအထားနဲ့အများကြီးကိုတိုးတက်သွားမယ်နော်ဒီစကလုံးလေးတွေကိုလိုအပ်တယ်လို့ဆွဲပြီးတော့အသုံးပြုတတ်သွားမယ်ပြင်ကို ြောတဲ့ချိန်မှာလဲကိုကိုမှန်ကြောင်းလဲကိုကိုသိမယ်ဒီပြောတဲ့ချိန်မှာလဲကိုကိုမှန်တယ်ဆိုတာလဲကိုကယုံကြည်ချက်အပြည့်အဝနဲ့ပြောနိုင်မယ်เนาะပြီးတော့ဒီပြောတဲ့ချိန်မှာလဲစာကြောင်းလေးတွေကိုမှန်မှန်ကန်ကန်တိဆောက်တတ်သွားမယ်ပင်းစကလုံးလေးတွေကိုကဒီအများကြီးချက်ထားတယ်ဆိုရင်တော့သူများထဲအများကြီးတိုးတက်သွားမှာပဲဟုတ်ပြီเนาะဒါလဲစိတ်မပူနဲ့တင်းနှဆာကတဲ့ကစကလုံးလေးတွေကိုချက်ဖို့ကျွန်တော်ပြောမှာဖြစ်ပါတယ်ပေါ့เนาะစကလုံးလေးတွေအများကြီးရထားတယ်ဆိုတဲ့ចောင်းသားတွေကကြတော့သူများထဲစကားပြောတဲ့အပိုင်းကအများကြီးပို့ပြီးတော့တာသွားမှာပဲဟုတ်ပြီเนาะဒါကြောင့်အရန်အရေးကြီးတယ်တည်တင်တန်းကိုတက်မယ်ဆိုရင်ပထမ တဲ့ချက်ထိုက်စာကို90ကနေ80ခန့်တို့ရထားဖို့လိုအပ်တယ်ပြင်တကယ်လှုပ်ချင်တဲ့လူတွေပဲလာတက်ပါနော်တည်တင်တန်းကပထမဆုံးတစ်ကြိမ် print တဲ့အတွက်တက်တဲ့လူကပြည့်မယ်ဆိုတာကျွန်တော်တို့လုံးဝယုံကြည်ပါတယ်ဒါကြောင့်ကိုကလုံးဝတေချာလေးလုပ်မယ်တေချာလေးရအောင်လုပ်မယ်ဆိုမှပဲလာခဲ့ပါမဟုတ်ရင်ကျွန်တော်တို့ပတ်စံလဲကုန်တယ်အချိန်လဲကုန်တယ်နော်ပြီးရင်ပါမမထူဘူးပေါ့နော်နှမျောစရာကြီးဒါကြောင့်ကိုကရအောင်လုပ်မယ်တေချာလေးစူးစမ်းမယ်ဆိုတဲ့ကြောင်းသားတွေပဲလာခဲ့ပါဟုတ်ပြီနော် အဲ့တော့ကျွန်တော်တို့ဖက်ကနေဒီအာမခံချက်ရှိလာဆိုတော့ရှိတာပေါ့နော်အကြွေဒီ3လကနေ4လအထိပြီးသွားပြီဘာမှတိုးတက်မှုမခံစားရဘူးမကျဉ်းနဲ့ဘူးအိမ်စာလည်းပြီးတဲ့အထိပို့ခဲ့တယ်ဆိုရင်ကျွန်တော်တို့ဖက်ကတရားရခံတော့ငွေပြန်အန်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ပြီးတဲ့အထိတော့အိမ်စာပို့မှရမှာဖြစ်ပါတယ်နော်ပြီးရင်နောက်ဆုံးအရေးကြီးတဲ့အပိုင်းပါနော်ဒါတော့တင်တန်းကြီးပေါ့နော်ဒါကပထမဆုံးတစ်ကြိမ်ဖြစ်တဲ့အတွက် promotion အကြီးရှိပါတယ်နော်တေချာလေးနားထောင်ပေးပါဒါက3လကနေ4လ4လမှာဖြစ်တဲ့အတွက်ပုံမှန်အားဖြင့်ကျွန်တော်တို့တင်တန်းကြီးကိုပတ် တထောင်တမတ်ထားပါတယ်ပေါ့နော်အကယ်၍တင်ကတီလာ15ရက်နေ့ည7:00နာရီမတိုင်ခင်အထိအခဲတယ်ဆိုရင်တင်တန်းကျပတ်1300နဲ့ရမှာဖြစ်ပါတယ်နော်ဒါကပထမဆုံးတစ်ချိန်မလို့ရတာဖြစ်ပါတယ်နော်နောက်ပိုင်းကျရင်ဒီတင်တန်းကျတွေ့ရတော့မှာမဟုတ်ဘူးနော်1500 1800ဖြစ်သွားမှာ ဟုတ်ပြီနော်တင်တန်းကတော့20ရက်နေ့စမှာဖြစ်ပါတယ်ပေါ့နော်အကြွေတင်ကားတီတက်ဖို့ ready ဖြစ်ပြီဆိုရင် promotion လည်းရအောင်ဒီလ15ရက်နေ့ည7:00နာမတိုင်ခင်အပ်ပေးပါနော်ဒါမှပတ်1300နဲ့ရမှာဖြစ်ပါတယ်နော်အဲ့တော့တင်တန်းကြီးကလည်းဒီ15ရက်နေ့နောက်ပိုင်းကျရင်တက်တော့မှာဖြစ်ပါတယ်နော်1800ဖြင့်ဖြစ်မယ်2000ဖြင့်ဖြစ်မယ်ဟုတ်ပြီနော်ဒါပေမဲ့15ရက်နေ့ည7:00နာရီမတိုင်ခင်အပ်တယ်ဆိုရင်ကျွန်တော်တို့ဒီတင်တန်းကြီးကိုပတ်1300နဲ့ရမှာဖြစ်တဲ့အတွက်ကိုကဒီနေ့မတိုင်ခင်တခုခုတော့ရအောင်လုပ်ချင်တယ်နော်ဒီနေ့မတိုင်ခင်တိုးတက် းတစ်ခုခုကိုမြင်ချင်တယ်ပြင်ကွာတကယ်ရအောင်စူးစမ်းချင်တယ်ရအောင်လုပ်ချင်တယ်ဒီထိုင်းစာလဲ90ကနေ80ရာခိုင်နှုန်းလောက်ဖတ်တတ်ပြီဆိုရင်တည်တင်တန်းကနေကျွန်တော်တို့ဖိတ်ခေါ်ပါတယ်เนาะတင်တန်းမှာအားလုံးနဲ့ပြန်ဆောင်ချင်ပါတယ်တင်းတဲ့အတွက်ဒီလောက်ပါပဲเนาะဖုန်ဂျိမ်းစ်ဆော်ဒီခရပ်